မင်္ဂလာညချမ်းပါရှင်။2025ခုနှစ်ဇွန်လ19ရက်နေ့ Radio NUG ရဲ့ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ရှင်။ပထမဆုံးတင်ပြပေးမယ့်သတင်းကတော့ဂျမတ်ဆီဟနာရှင်တွေဘက်ကဘယ်လိုပဲပုံဖြတ်နေပါစေ။ဒီလူလူလူကဒေါအောင်ဆန်းစုကြည်ကိုတိုင်းပြည်ကောင်းဆောင်အဖြစ်တံပိုးထားချစ်ခင်နေစေလို့ CRPH ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်။ဂျမတ်ဆီဟနာရှင်တွေနဲ့လူသူတွေကဘယ်လိုပုံဖြတ်နေပါစေ။ဒီလူလူလူဟာ ရောင်စန်းစုကြည်ကိုတိုင်းပြည်ကောင်းဆောင်ဖြစ်တံမိုးထချစ်ခင်နေစေလို့ပြည်ထောင်စုလွတ်တော်ကုစားပြုကော်မတီ CRPH ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။မြူသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌလူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ရှိဆယ်ပြည့်မွေးနေ့အထိမ်းအမှတ်အတွက်ပေးပို့တဲ့စူတောင်းတဝန်လွှာကနေခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။မြူသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူနိုင်ငံတော်၏တမင်ငံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လက်ရှိဆယ်ပြည့်မွေးနေ့အခါသမယမှာဂျမ်မဆေယုစုရဲ့ဥပဒေမဲ့မတရားဖမ်းဆီးထိန်းသိမ်းခံထားရခြင်းကနေ မြန်ဆုံးလွတ်မြောက်နိုင်ပါစေကြောင့်လည်းလူလူကောင်းဆောင်တောင်းဆန်းစုကြည်တက်ရှိကျမ်းမာပြီးသူမတန်ဖိုးထားရတဲ့မိသားစုပြည်သူပြည်သားတွေမြန်ဆုံးဆုံစည်းနိုင်ပါစေကြောင်းပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီကလီလီနက်နက်စုမုံကောင်းတောင်းပေးထားပါတယ်လူလူကောင်းဆောင်တောင်းဆန်းစုကြည်ဟာ တရားမျှတပြီးငြိမ်းချမ်းတဲ့လူမှုတိုင်ဝန်ကိုတည်ဆောက်နိုင်ဖို့ကြိုးပမ်းရမှာပြည်သူလူထုပူးပေါင်းပါဝင်မှကောင်းမွန်တဲ့အပြောင်းလဲကိုဖော်ဆောင်နိုင်မယ်ဆိုတာကောင်းစွာသိတဲ့အတွက်ပြည်သူလူထုကိုစစ်မှန်ဖြူစင်သောမေတ္တာတရားဖြောင့်မတ်မှန်ကန်သောတွေးခေါ်မှုနဲ့ဥဆောင်လန်းပြပေးခဲ့တဲ့ကောင်းဆောင်တဦးလို့ဆိုပါတယ်။ဒါကြောင့်လဲဂျမဆီယနာရှင်တွေနဲ့မလူသူတွေကဒေါန်ဆန်းစုကြည်ပုံရိပ်ကြအောင်နှစ်ပေါင်းများစွာပုံဖြတ်နေပြီမယ်။ပြည်သူလူထုကတိုင်းပြည်ကောင်းဆောင်ဖြစ်တန်ဖိုးထားချစ်ခင်နေတာလို့သုံးဝန်လွှာမှာဖော်ပြထားပါတယ်။ လူလူကောင်းဆောင်တောင်ဆန်းစုကြည်ဟာမြန်မာနိုင်ငံငြိမ်းချမ်းရေးရှိရေးတရားဥပဒေစိုးမိုးရေးဒန်းတူအခွင့်အရေးလူလတ်မှုနဲ့လူခွင့်ရေးတို့ရရှိခံစားနိုင်ရေးအတွက်ဒီမိုကရေစီစနစ်ကိုခြေခံတဲ့ဖက်ဒရယ်ပြည်ထောင်စုသစ်ကိုတည်ဆောက်နိုင်ဖို့အစဉ်တစိုက်ကြိုးပမ်းခဲ့သူလို့သိရပါဗျ။လက်ရှိချိန်မှာအင်အားစုတည်တည်နဲ့တိုင်းသားပြည်သူတရလုံးဟာတအုပ်နဲ့တအုပ်ယုံကြည်မှုကိုရခင်ကထက်စာတို့တိဆောက်ကြပြီးမြန်မာနိုင်ငံမှာတပ်ဆိုးရှိနေတဲ့ဆန္ဒရှင်စနစ်စိုးကိုလက်တွဲတွန်းလှန်တိုက်ထုတ်ခဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုစစ်ကိုတည်ဆောက်နိုင်ဖို့ကြိုးပမ်းနေတာကြောင့်မဝေးတော့တဲ့အနာဂတ်ကာလမှာမိမိတို့ရဲ့ကြိုးပမ်းချက်တွေမုတ်ချအောင်မြင်နိုင်လိမ့်မယ်လို့ပြည်တော်စုလွတ်တော်ကုစားပြုကော်မတီ CRPH ကယုံကြည်ထားပါတယ်ရှင်။ဆက်လက်တင်ပြမယ့်သတင်းကတော့ဒေါန်ဆန်းစုကြည်ပါဝင်မတရားဖန်ဆီးထိန်းသိမ်းထားသူတွေကိုလွှတ်ပေးဖို့အမေရိကန်တန်ယုံတောင်းဆိုတဲ့သတင်းဖြစ်ပါတယ်။ဒေါန်ဆန်းစုကြည်ပါဝင်မတရားဖန်ဆီးထိန်းသိမ်းထားသူတွေကိုလွှတ်ပေးဖို့ရန်ကုန်မြို့တော်မှာရှိတဲ့အမေရိကန်တန်ယုံကတောင်းဆိုလိုက်ပါတယ် လူလူကောင်းဆောင်တောင်ဆဲစုကြည်အသက်80ပြည့်မြောက်တဲ့ဒီကနေ့ဇွန်လ19ရက်မှာရန်ကုန်မြို့တော်မှာရှိတဲ့အမေရိကန်တပ်ရုံးကထုတ်ပြန်ချက်တစောင်းထုတ်ပြန်ပြီးတောင်းဆိုလိုက်တာပဲဖြစ်ပါတယ်။ဒီနေ့ဟာတောင်ဆဲစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ပြီး2021ဖေဖော်ဝါရီလကတည်းကထိမ့်သိမ်းခံရပြီးအချင်းကျနေစမှာဆင်းနှွှဲရတဲ့၅ချိန်မြောက်မွေးနေ့လည်းဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။သူမဘဝနဲ့လှုပ်ဆောင်ချက်တွေဟာမြန်မာပြည်သူတွေအတွက်ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီလိုလားတောင်းတမှုတွေကိုထင်ဟပ်စေတယ်လို့လည်းအသိပေးထားပါတယ်။ ။ဒါကြောင့်ဒီနေ့ခါသမျှမှာသူမနဲ့တူအခြားသောမတရားဖန်ဆီးထိမ့်သိမ်းထားသူတွေကိုလွှတ်ပေးဖို့ရတပီတွေပေါ့ကြမ်းဖက်နေတာတွေရက်တက်မှုနဲ့အကျက်တဲကိုအဆုံးသတ်နိုင်ရေးသက်ဆိုင်သူအလုံးအပြန်လန်ထိတွေ့ဆက်ဆံဖို့ဆရာနာရှင်အဖွဲ့အစည်းကိုအမေရိကန်အစိုးရကဆက်လက်တောင်းဆိုထားပါတယ်။ဒီနေ့မှာအမေရိကန်အစိုးရပါဝင်ဗြိတိန်နဲ့နော်ဝေတို့ကလည်းဒေါန်ဆန်စုကြည်ပါဝင်မတရားဖန်ဆီးထိမ့်သိမ်းထားသူတွေကိုအငြင်းဆုံးပြန်လည်လွှတ်ပေးဖို့တောင်းဆိုထားပြီးရန်ကုန်ခြေဆိုင်ဥရောပသမဂ္ဂဗြိတိန်၊ကနေဒါ၊ဆွီဒင်၊ပြင်သစ်၊နော်ဝေ ဒိမ့်မတ်စတဲ့နိုင်ငံတကာတန်ယုံတွေကကောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့တန်ယုံ Facebook စာမျက်နှာတွေမှာနှင်းစီပန်းတွေလူလူကောင်းဆောင်ရဲ့ပုံတွေကိုတင်ထားကြပါရဲ့ရှင်။ ရောင်ဆန်းစုကြည်နဲ့တော့မတရားဖန်ဆီးခံထားရသူများအလုံးချက်ချင်းပြန်လွတ်ပေးဖို့ retain တောင်းဆိုတဲ့သတင်းကိုလည်းဆက်လက်တင်ပြပေးပါမယ်။လူလူကောင်းဆောင်ရောင်ဆန်းစုကြည်နဲ့တော့မတရားဖန်ဆီးခံထားရသူတွေအလုံးကိုချက်ချင်းပြန်လွတ်ပေးဖို့ retain အစိုးရကတောင်းဆိုလိုက်ပါတယ်။နိုင်ငံတော်ဤတာမင်ကပုဂ္ဂိုလ်ရောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မြောက်တဲ့မွေးနေ့မှာ retain အစိုးရကအခုလိုတောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။ရန်ကုန်မြို့တော်မှာရှိတဲ့ retain တိုင်ယုံက ဖန်စီ6နောင်ခံထားရဆဲဖြစ်တဲ့တောင်ဆန်းစုကြည်ရဲ့တန်80နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ဖြစ်ဒီကနေ့ဇွန်လ19ရက်နေ့မှာတန်ယုံ Facebook စာမျက်နှာ profile picture ကိုပြောင်းလဲထားပါတယ်။ပြောင်းလဲလိုက်တဲ့တန်ယုံ Facebook စာမျက်နှာ profile picture မှာတောင်ဆန်းစုကြည်ကိုကိုစားပြုတဲ့နှင်းစည်းဝင်းတွေထည့်သွင်းထားပါတယ်။အစက်ထဲမှာ Britain ဆွေရနေနဲ့တောင်ဆန်းစုကြည်နဲ့တကွမြန်မာနိုင်ငံအတွင်းမတရားဖန်စီခံထားရသူတွေအားလုံးကိုချက်ချင်းပြန်လှုပ်ပေးဖို့တောင်းဆိုထားပါတယ်။ ဒါအပြင်ဥရောပသမဂ EU တန်ယုံကလည်းဒီကနေ့မနေ့အစောပိုင်းကစပြီးသူတို့ရဲ့အမှတ်တင်ကိစ္စဖြစ်တဲ့ပြာယောင်မမဒေါ်ဆန်းစုကြည်ရဲ့မျက်နှာပုံပါတဲ့ကောက်ချောင်းနဲ့ပန်းတွေစီရီထားတဲ့80ပါဓာတ်ပုံကိုတန်ယုံ Facebook စာမျက်နှာမှာလွှင့်တင်ထားပါတယ်မတရားဖန်ဆီးချုပ်နှောင်ခံထားရဆဲဖြစ်တဲ့နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ရဲ့တက်80နှစ်ပြည့်မွေးနေ့မှာရန်ကုန်မြို့မှာရှိတဲ့ဗြိတိန်တန်ယုံနဲ့ဥရောပသမဂ္ဂ EU တို့ဟာသူတို့ရဲ့ရည်ရည်ချက်တွေကိုထုတ်ဖော်ပြသလိုက်တာလည်းဖြစ်ပါတယ် ဗြိတိန်တရုံနဲ့ EU တရုံတို့ရဲ့သဘောထားထုတ်ဖော်ပြသမှုပေါ်မြန်မာပြည်သူတွေကလူလူကောင်းဆောင်လည်းဖြစ်နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ချုပ်နောင်ကနေအမြန်ဆုံးလွတ်မြောက်ဖို့နဲ့ကြံပါစေဖို့ဆုတောင်းပေးထားကြပါတယ်ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့ငလင်တန်းသည့်မြန်မာပြည်သူတွေအတွက်အမေရိကန်ဒေါ်လာတန်100ကူညီမယ်လို့ ADB ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်။ငလင်တန်းသည့်မြန်မာပြည်သူတွေအတွက်အမေရိကန်ဒေါ်လာတန်100ကူညီပေးမယ်လို့ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် ADB ကပြောကြားလိုက်ပါတယ်။ငလင်တန်းသည့်ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေနဲ့လူမှုဘဝတွေရေရှည်တည်ထောင်နိုင်ဖို့ရည်ရွယ်ပြီးအာရှဖွံ့ဖြိုးတိုးတက်ရေးရန်မုံငွေ ADF အောက်ကနေလှူဒန်းသွားမယ်လို့ ADB ကဇွန်လ18ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ADB ဟာငလင်းလှုပ်ပြီးတဲ့အချိန်မှာမြန်မာပြည်ကငလင်းတန်းတဲ့ပြည်သူတွေအတွက်ရေးပေါ်အကူအညီဖြစ် American Dollar 3000ထောက်ပံ့ကူညီပေးခဲ့ပြီးတဲ့နောက်ခုထပ်ပြီးကူညီပေးဖို့စီစဉ်နေတာလည်းဖြစ်ပါတယ် ADB ရဲ့ကူညီတွေကိုကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ကုလသမဂ္ဂကလေးများရမုံငွေ UNCF နဲ့ကမ္ဘာစားနပ်ရိက္ခအစီအစဉ် WFP တို့ကတဆက်ပေးအပ်မယ်လို့သိရပါတယ်။ဒီကူညီဟာမြန်မာနိုင်ငံသားတွေအတွက် ADB ကအကြီးမားဆုံးကူညီထောက်ပံ့မှုဖြစ်ပြီးကူညီလိုအပ်နေတဲ့သူတွေအတွက်အစားအသောက်ရေမိုးကနဲ့ကျန်းမာရေးဆောင်ရှားမှုတွေပေးအပ်သွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါ့အပြင်ရေရှည်စာဝတ်နေရေးနဲ့အလုပ်ကိုင်းတဲ့လူလူခံနိုင်ရေးအားတွေအတွက်သင်တန်းတွေနဲ့ဆွေးနွေးတိုင်ပင်ခြင်းလုပ်ငန်းတွေလည်း ူညီထောက်ပံ့ပေးမှာဖြစ်တယ်လို့ ADB ဘက်ကအတည်ပြုထားပါဗျ။မေလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အား9.9ရှိတဲ့စကိုင်းငလီမတိုင်မီကမြန်မာနိုင်ငံမှာရေးပေါ်ကူညီလိုအပ်နေသူအရေအတွက်ဟာ4.3တန်းကျော်သာရှိပေမဲ့ငလီလှုပ်ခတ်ပြီးနောက်မှာအကူအညီနဲ့အကာအကွယ်လိုအပ်နေသူအရေအတွက်ဟာ၆တသမ၃တန်းကျော်အထိမြင့်တက်လာတယ်လို့ကုလသမဂ္ဂကထုတ်ပြန်ထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။